ီနေ့စက်တင်ဘာလ30ရက်နေ့ပြည်တွင်းမှာဖြစ်ပွားနေတဲ့အထက်ကထူးခြားသတင်းတွေအကြောင်းကိုတော့သတင်းမှတ်တမ်းတွေရယူနေတဲ့သတင်းနောက်မက်သီရီကိုဆက်သွယ်မြင်းမြန်ကြည့်ပါမယ်။မင်္ဂလာပါမက်သီရီရေဒီနေ့သတင်းတွေလိုက်ရင်ထူးခြားသတင်းတွေနောက်ဆုံးရသတင်းတွေတွေကဘာလို့မြန်ပြပြချင်တာရှိမလဲရှင်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ထူးခြားသတင်းစွာထက်မြင်းငင်းလင်းသတင်းနဲ့မိုးလေဝသအခြေအနေသတင်းတွေကိုပြောပြပေးချင်ပါတယ်ရှင်။အင်အားဖြင့်စကိုင်းကလေးကြီးလှုပ်ခတ်ခဲ့တာဒီကနေ့စက်တင်ဘာလ30ရက်နေ့ဆိုရင်186ရက်ရှိပြီပေါ့နော်။ဒီကနေ့မနက်ပိုင်းမှာပဲမနက်9:30မနက်9:00စက္ကန့်အချိန်မှာစကိုင်းတိုင်းဖောင်းပြင်းမြို့နယ်ဆယ်မိုင်အကွာကိုဗိုလ်ပြုတ်ပြီးတော့အင်အားရစ်စတာစကေး၄သမရှင်အဆင့်ရှိတဲ့ငလျင်တစ်ခုနဲ့မနက်9:30မနက်26စက္ကန့်အချိန်မှာ စလိုက်တိုင်းရွှေဘုံမြို့ကနေ28မိုင်အကွာကိုဘူပြုတ်ပြီးတော့အင်အား၄တသမခုနှစ်ရှိတဲ့ငလင်တစ်ခုစုစုပေါင်းငလင်နှစ်ခုလုခတ်ခဲ့ပါတယ်။နောက်ထပ်မိုးလေဝသသတင်းတစ်ခုအနေနဲ့တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူအလွန်ရဲ့အကျဉ်းချန်တွေဟာမြန်မာနိုင်ငံအရှေ့ပိုင်းရှမ်းပြည်နယ်ကိုဝင်ရောက်ပြီးရှမ်းပြည်နယ်ကတဆင်းအနောက်အနောက်မြောက်ဘက်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့ကချင်ပြည်နယ်ကိုဆက်လက်ရွေ့ရှာနေပါတယ်။ မင်္ဂလာပင်လေးကိုအလဲပိုင်းမှာလေဝင်လိုင်းလဲစတင်ဖြစ်ပေါ်နေပြီးတော့နောက်ထပ်၁၂နှစ်အတွင်းပုံမူအကောက်လာကလေဖီအားနဲ့ရဝံဖြစ်လာနိုင်ပါတယ်။အဲ့ဒီလေဖီအားနဲ့ရဝံကအမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်ပါတယ်ရှင့်။အဲ့ဒီလေဝင်လိုင်းဟာအော်တိုဘလ၃ရက်နေ့မှာအိန္ဒိယနိုင်ငံကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့လည်းမိုးလေဝသပညာရှင်တွေကခန့်မှန်းထားကြပါတယ်။တိုင်ဖွန်းမုန်တိုင်းအကျဉ်းချက်နဲ့လေဖီအားနဲ့ရဝံတက်ရောက်တဲ့အချိန်တွေကြောင့်ပဲခူးတိုင်းကချင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာနောက်ထပ်48နိုင်အတွင်းမိုးအလွန်များနိုင်က ငွေချိန်လက်မှ၄လက်မှကနေ၆လက်မှအထိရွာသွန်းနိုင်တယ်လို့မူလဝတ္ထပညာရှင်တွေကခန့်မှန်းထားကြပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ဒီကနေ့အတွက်ထူးခြားတဲ့မြေငလင်သတင်းနဲ့မူလဝတ္ထအခြေအနေသတင်းတွေကိုပြောပြပေးခဲ့တာပါရှင်။ဟုတ်ကဲ့ပါခုနမျိုးသတင်းတွေပြောပြပေးတာကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါအောင်မယ်ရှင်။